မြန်မာအလားမဲ့ဂျီဂီဆိုဖီယာအပေါ်မကြည်ပြုံမနစ်သက်တဲ့အပြုတ်မှုတစ်ခုလုပ်ခဲ့တဲ့ MGN CEO နဝရဲ့ဗီဒီယိုပြန်နှံလာပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ Miss Grand International 2025ပြိုင်ပွဲကိုအားပေးနေကြတဲ့မြန်မာပရိသတ်တွေကြောင့်စိတ်မကောင်းခြင်းဒေါသထွက်ခြင်းတွေနဲ့အတူအကြီးကျယ်ကရဲရိုက်နေတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးကြပါမယ်။ဒါကတော့ပြိုင်ပွဲရဲ့ဥက္ကဋ္ဌဖြစ်သူ Mr. Network ကမြန်မာကိုစားပြုအလားမဲ့ ဂျေဂီဆိုဖီယာပေါ်မှာလူပုံလေးမှာမတူမတန်တဲ့လိုမျိုးခွဲခြားဆက်ဆံလိုက်တဲ့ဗီဒီယိုဖိုင်တစ်ခုပြန့်နှံ့လာခဲ့လို့ပဲဖြစ်ပါတယ်။ဒီဖြစ်ဖြစ်ဟာ Miss Grand International အဖွဲ့သားတွေနဲ့အလှမယ်တွေအတူတကွတက်ရောက်ကြတဲ့ညစာစာပွဲတစ်ခုမှာဖြစ်ပွားခဲ့တာပါ။ပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်လေးမှာတော့အလှမယ်ဂျေဂီဆိုဖီယာကပွဲရဲ့ဖြောပြေးရေးကဏ္ဍတစ်ခုအနေနဲ့သချင်းတစ်ပုဒ်ကိုတီးဆိုဖြောပြေးနေတာကိုတွေ့ရပါတယ်။သူမကသချင်းဆိုရင်လည်းပွဲမှာရှိတဲ့သူတွေကိုလိုက်လံဖြောပြေးခဲ့မှာ Mr. Nawat ထိုင်နေတဲ့ဇပွဲနာကိုချင်းကပ်သွားခဲ့ပါတယ်။အဲ့ဒီ င်းချိန်မောင်ရဲ့ပြဿနာကစတင်ခဲ့ရပါမစ္စတာနဝဲဟာသူ့နားကိုရောက်လာတဲ့ JK ဆိုဖီယာကိုမျက်နှာအမူအရာမကြည်မသားနဲ့အတူသူ့နားမှာလာမဆိုဖို့ရုပ်ပြစင်ပြက်လက်ဟန်ချီဟန်နဲ့နှင်ထုတ်ခဲ့ရပါဒီမြင်ကွင်းဟာဗီဒီယိုထဲမှာအထင်ရှားပေါ်နေပြီးတော့လူအများရဲ့ရှေ့မှာကိုယ်နိုင်ငံကိုကိုးစားပြုနေအလမဲ့လေးတယောက်အတွက်တော့အလွန်ကိုအရှက်ရစေတဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ခဲ့ပါတယ် ီဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးတဲ့နောက်မှာလူမှုကွန်ရက်ပေါ်မှာအမြင်သုံးမျိုးခွဲပြီးတော့အပြင်းထန်အငင်းပွားနေကြတာပါပထမအမြင်ကတော့ Mr. Network ကိုအဓိကဝေဖန်ကြပါတယ် organization တစ်ခုလုံးရဲ့ဥက္ကဋ္ဌတယောက်နေနဲ့ နိုင်ငံတကာနိုင်ငံကိုကိုစားပြုလာတဲ့အလှမဲ့တယောက်ကိုဒီလိုမျိုးလူပုံအလဲမှာအရှက်ခွေးရကအလုံးဝမလုံးသေးနဲ့အပြုတ်မှုဖြစ်တယ်လို့ဆိုကြတာပါဒါဟာ JK Sophia ပေါ်မှာ Mr. Network ကပုဂ္ဂိုလ်ရင်းအရာသဘောမကျတာဒါမှမဟုတ်မြန်မာနိုင်ငံအပေါ်မှာမကောင်းတဲ့အမြင်ရှိနေရကြောင်းခွေးကြဆက်ဆံတာဖြစ်တယ်လို့ဝေဖန်နေကြပါတယ်ဒုတိယအမြင်ကတော့ JK Sophia ရဲ့ performance အပေါ်မှာမေးခွန်းထုတ်ကြပါတယ် JK Sophia နေနဲ့ Mr. Network ကိုအဖားလွန်သွားတယ်သူရဲ့သစင်းဆိုတဲ့ပုံစံနဲ့ချင်းကပ်ပုံကလူအမြင်ကက်စီအောင် confident ဖြစ်လို့နေလို့သုံးသပ်ကြပါတယ်။ပြန်ပွဲမှာအကောင်းဆုံးဖြစ်ချင်တာမှန်ပေမဲ့ဒီလိုအပြုမှုမျိုးကကိုယ်တန်ဖိုးကိုကြောက်စင်းစေနိုင်တာကြောင့်မလုံးသိမှုလို့အကြံပြုသူတွေကလည်းရှိနေပါတယ်။ တတိယမြင်ကတော့ပူပြီးကျယ်ပြန်တဲ့ရှုမြင်သုံးသပ်မှုပါသူတို့ကတော့ Mr. Nawai ရဲ့ဒီလိုပြုမှုမျိုးဟာအခုမှမဟုတ်ပဲအရင်နှစ်တွေကလေးကရှိခဲ့တယ်လို့ဆိုပါတယ်မနေ့ကမြန်မာအလှမဲ့တဲစုငိန်တို့ကလည်း Mr. Nawai ရဲ့မကြည်ပြူမှုတွေနဲ့ကြုံတွေ့ခဲ့ရတာကိုဥပမာပေးကြပါတယ်ဒါကြောင့်သူမကြိုက်ရင်သူနဲ့မတည့်ရင်ဒီလိုပဲမတူမတန်ဆက်ဆံတဲ့လူတယောက်ရဲ့ပြန်ပွဲကိုမြန်မာတွေကသိလျက်နဲ့သွားပြန်နေတာကိုကအမှားဖြစ်တယ်လို့ထောက်ပြနေကြတာပါဒီကိစ္စမဖြစ်ပေါ်ခင်အချိန်ထိ JK Sophia ကပြန်ပွဲရဲ့ Top Favorite အစီအစဉ်ထဲမှာပါဝင်နေခဲ့ရပါဘူး။ သူမရဲ့ချမ်းမြတ်တဲ့ close door interview အဖြစ်တွေဘာသာစကားမျိုးစုံကိုပြောနိုင်စွမ်းရှိမှုနဲ့ခြေလံပြေဝမှုတွေကြောင့်ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုတွေကိုအပြည့်အဝရရှိထားခဲ့ရပါဒါပေမဲ့အခုဒီအဖြစ်ပြက်တစ်ခုကြောင့် JK Sophia က MGM ပြန်ဝင်နေမတန်မှုဆိုတဲ့ဝေဖန်မှုတွေအထိပါထွက်ပေါ်လာခဲ့ပါတယ်ဘသူဘက်ကအမှန်တွေမှားတယ်ဆိုတာတဲ့ဒီကိစ္စကြောင့် JK Sophia တယောက်စိတ်ပိုင်းဆိုင်ရာအရာထိခိုက်မှုတွေနဲ့အရှက်ရမှုတွေကြုံတွေ့သွားရမှာကတော့အမှန်တရားပါပဲပရိသတ်တို့အနေနဲ့ရောဒီအဖြစ်ပြက် ဲ့ပုံမှာဘယ်လိုမြင်မိပါသလဲမစ္စတာနဝဲရဲ့ခွေးကြားဆက်ဆံတဲ့အပြုမူတွေကိုရှုံချပါသလားဒါမှမဟုတ် JK ဆိုဖီယာရဲ့ချင်းကဲ့ပုံမှာလိုအပ်ချက်တွေရှိနေလို့မြင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ဝင်းမုံရွှေဤထက်တာတဲ့ထိုင်းမင်းသမီးလေးနဲ့အတူပြိုင်ကားစီကရန်ကုန်တပတ်ပတ်ခဲ့တဲ့ဆိုင်းဆိုင်ခန့်လိုင်းပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဒီနေ့မှာတော့ပြောကိုပြောရမယ်အရန်ကိုဟော့ဖြစ်နေတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးမှာပါဒါကတော့မြန်မာပြည်ရဲ့တအူးတွေတော့အနည်းငယ်လူပြိုကြီးပြုံမေတို့ရဲ့အသေးစွဲပါဆိုင်လို့စစ်စနိုးခေါ်ကြတဲ့ဆိုင်းဆိုင်ခန့်လိုင်းတယောက်သူ့ရဲ့အသေးခွဲဇလန်ဟောင်းကိုကူစားပေးမဲ့ပုံပေါ်တဲ့အချစ်နဲ့သမီးလေးတစ်ပါးနဲ့အတူတွေ့လိုက်ရတဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီနဲ့သမီးလေးကတော့အာမန်မဟုတ်ပါဘူး တချိန်ကသူအသေးကိုခွဲသွားခဲ့တယ်မင်းသမီးကျော်ဝင်းမုံရွှေရီထက်တောင်အစစရရတာတယ်လို့ပရိသတ်တွေကချီးကျူးနေကြတဲ့နာမည်ကြီးထိုင်းမင်းသမီးကျော်လေးပဲဖြစ်ပါတယ်။ကဲဘာဆိုင်တယောက်သိန်းတထောင်တန်ကာကြီးနဲ့ရန်ကုန်မြို့ကိုဘယ်လိုပတ်ခဲ့လဲဆိုတာအတူတူကြည့်လိုက်ရအောင်ပါ။ အင်တာနက်ပေါ်မှာတော့ဘာဆိုင်တယောက်နာမည်ကြီးထိုင်းမင်းသမီးလေးတဦးနဲ့အတူသူရဲ့သိန်းပေါင်း1000ကျော်တန်ဖိုးရှိတဲ့ luxury ပြိုင်ကားအဝါရောင်ကြီးပေါ်မှာတင်ပြီးတော့ရန်ကုန်မြို့ရဲ့လမ်းမတွေထက်မှာအလုံး900လောက်အောင်လိုက်ပို့ပေးခဲ့တဲ့အမြင်ကွင်းမှာပဲဒီထိုင်းမင်းသမီးလေးကတော့လွန်ခဲ့တဲ့နှစ်တွေကဘာဆိုင်နဲ့အတူ from Bangkok to Mandalay ဇက်ကားကြီးထဲမှာအတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးကျော်လေးဖြစ်ပါတယ် social media မှာပြန့်နှံ့နေတဲ့သတင်းတွေနဲ့မျက်မြင်သက်သေတွေရဲ့အဆိုအရတော့အဲ့ဒီထိုင်းမင်းသမီးလေးမြန်မာပြည်ကိုအလဲလာရောက်တဲ့အချိန်မှာဘာဆိုင်ကိုယ်တိုင်လေးစိတ်ထိအဆိုပါပြန် ်သားကြီးနဲ့သွားကြိုခဲ့ပြီးတော့အရန်ကိုရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်နဲ့ရန်ကုန်မြို့ကိုလိုက်လံပြသခဲ့တယ်လို့ဆိုပါတယ်။ဒါတင်မကသေးပါဘူး။ဘာဆိုင်ကအဲ့ဒီထိုင်းမင်းသမီးလေးကိုတန်ဘိုးကြီးစိန်တစင်စာကိုလက်ဆောင်ဖြစ်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေကလည်းထပ်ထွက်လာတာကြောင့်ဒီဆက်ဆံရေးဟာတာမန်အသိမိတ်ဆွေထပ်ပိုနေပြီလားလို့အလုံးကတော့ထင်ကြီးပေးနေကြတာပါ။ ဒီမြင်ကွင်းကဘာကြောင့်ဒလောက်တီပရိသတ်တွေကြာမှာရေပန်းစားသွားရတာလဲအဖြေကိုသိဖို့အတွက်တော့ဘာဆိုင်ရဲ့အတိတ်ကအသေးကွဲဇလန်းစီကိုပြန်သွားကြည့်ရမှာပါပရိသတ်ကြီးတို့လည်းမှတ်မိကြမှာပါတချိန်ကအဆိုင်ဆိုင်ခတ်လိုက်တဲ့ဝင်းမုံရွှေကြီးတို့ကမြန်မာနိုင်ငံရဲ့အလိုက်ဖက်ဆုံး celebrity ဇုံတွေဖြစ်နေအားလုံးကအားကြားကြရပါတယ်ဒရိုနီယိုရဲ့အချက်ဇလန်းကပရိသတ်တွေအထွတ်တော်ဌာနကြီးတစ်ခုလိုပါပဲ။ဒါပေမဲ့ကန်ဂျမာကမျက်နှာသာမပေးခဲ့ပါဘူး။ နောက်ဆုံးမှာတော့ဝင်းမုံရွှေရာဘာဆိုင်ကိုထိုက်ခဲ့ပြီးတော့နိုင်ငံကျော်တထေးကြီးတဦးနဲ့လက်ထပ်သွားခဲ့ပါတယ်။ဒီဖြစ်ပျက်ကဘာဆိုင်အတွက်တော့ဘဝမှာအကြီးမားဆုံးအသေးအကွဲမှုတစ်ခုဖြစ်ခဲ့ပြီးတော့အဲ့ဒီချိန်ကစလို့အချစ်ကိုမယုံကြည်တော့သလိုဘယ်မင်းကလေးနဲ့မှလည်းတီတီတန်တန်မရှိတော့ဘဲနဲ့ဒီနေ့ထိလူပြိုကြီးဘဝနဲ့ဖြတ်တန်းလာခဲ့တာလို့သူ့ရဲ့အမကန်ပရိသတ်တွေကယုံကြည်ထားကြပါတယ်။အခုတော့ဒီအသေးအကွဲတန်ရာတွေကိုလုံးဝပြေပြောင်းစေမဲ့သူပေါ်လာခဲ့ပါပြီ။ပရိသတ်တွေကတော့ဒီထိုင်းမင်းသမီးကျော်လေးကရုပ်ရည်အရွယ်အမောင်းပုံမှန်တဲ့ရန်ကစဝင်းမုံရွှေရီတဲ့ စားပေါင်းများစွာတာလွန်ပြီးတော့ပေါဆိုင်နဲ့လည်းအင်မတန်မှလိုက်ဖက်ညီရဲ့လိုမှတ်ချက်တွေပြီးနေကြပါတယ်။အတိတ်ကအသေးခွဲဇလန်ရဲ့နာကျင်မှုတွေကိုအခုချိန်မှာတော့ဆက်ဆက်ရရတာတယ်။မင်းသမီးကျော်လေးနဲ့အတူခြေဖြတ်ပြလိုက်တဲ့ပေါဆိုင်ရဲ့ပုံရိပ်ကပရိသတ်တွေကိုအတိုင်းမသိချင်နဲ့စီခဲ့ရပါ။ကဲပရိသတ်ကြီးတို့ရောဘလို့မြင်ကြလဲရှင်။နှစ်ပေါင်းများစွာအချစ်ကိုကြောခိုင်းထားခဲ့တဲ့ပေါဆိုင်တယောက် ဝင်းမုံရွှေပြီးခဲ့တဲ့တန်ရာတွေတော့ဒီထိုင်းမင်းသမီးကျော်လေးနဲ့ကုစားနိုင်ပြီလို့ထင်ပါသလားသူတို့နှစ်ယောက်တကယ်ရောလိုက်ဖက်ရဲ့လားဘာဆိုင်တယောက်လူမျိုးကြီးဘဝကိုဒီတစ်ခေါက်မှာတော့အဆုံးသတ်နိုင်တော့မယ်လို့ထင်မြင်ချက်ပေးခြင်းရမယ်ဖြစ်ဖြစ်သူတို့နှစ်ယောက်ကိုစူတောင်းပေးခြင်းတာပဲဖြစ်ဖြစ်အမှတ်ချက်ရေးပေးခဲ့ပါဦးနော်နောက်ထပ်လည်းဘလို့စိတ်ဝင်စားစရာအမှုပညာသတင်းတွေတင်ဆက်အောင်မလဲဆိုတာစောင့်ကြည့်လို့ရပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် အခုလိုလူမှုရေးပြသနာတွေကြောင့်တရဖူသိမ်းခံရတော့မယ်လို့သတင်းတွေထွက်လာတဲ့အလှမယ်မြတ်ရတနာဆိုပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်လက်ရှိမြန်မာလူမှုကွန်ရက်မှာတော့ချစ်သူရှိတဲ့အမျိုးသားကိုအကြော်အနှင်းလုပ်ပြီးတော့ပတ်သက်မိရဲ့ဆိုရင်ဆွဆွဲချက်တွေနဲ့သတင်းတွေထွက်ပေါ်နေရဖြစ်ပါတယ် ဒါကတော့တခြားသူမဟုတ်ပါဘူး။ Miss Universe မြန်မာအလှမယ်မျက်ရည်ရနာဆိုပဲဖြစ်ပါတယ်။ဒီလိုလူမှုရေးပြသနာတွေကြောင့်မျက်ရည်ရနာဆိုရဲ့ Miss Universe တက်တဲ့ဖူကိုပြန်လည်ရောက်သိမ်းသွားနိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းတွေကလည်းထပ်ဆင့်ထွက်ပေါ်လာခဲ့ပါတယ်။ပြသနာရဲ့အစားကတော့ Miss Universe မြန်မာအလှမယ်မျက်ရည်ရနာဆိုကနာမည်ကြီးတပ်ပုံဆရာတဦးနဲ့ချစ်ကြိတ်နေကြတယ်ဆိုတဲ့ကောလာဟလတွေကနေစတင်ခဲ့ရပါ။လူနဲ့ဦးချစ်ကြိတ်တာကအစမ်းမဟုတ်ပေမဲ့ဒီကိစ္စကပြည်သက်တွေကြောင့်မှအကြီးအကျယ်လှုပ်ခတ်သွားခဲ့ရတဲ့အကြောင်းရင်းကတော့ အဆိုပါဓာတ်ပုံဆရာမှာ73နှစ်ကြာလက်တွဲလာတဲ့ဆေးဆက်ပြီးသားချစ်သူကောင်မလေးရှိနေနေပြီးသားဖြစ်နေလို့ပါပဲ။ဒီအချက်တွေကြောင့်ပဲမျက်ရည်နနာဆိုဟာသူများရဲ့ဆက်ဆံရေးကြောင့်ဝင်ရောက်နှောက်ယှက်သူစနိုက်ကျော်သူတယောက်လိုဖြစ်သွားခဲ့ပြီးတော့ဝေဖန်မှုတွေအပြင်းထန်ခံခဲ့ရပါတယ်။ဒီတဲ့င်းတွေကကောလာဟလအစင်မှာပဲရှိနေသေးပြီးတော့မျက်ရည်နနာဆိုဘက်ကတော့တရားဝင်ဝင်ခံထားခြင်းမရှိသေးပေမဲ့အင်တာနက်ပေါ်မှာတော့ဒီတဲ့င်းတွေကပို့ပြီးတော့ခိုင်မာသွားစေခဲ့တဲ့အကြောင်းအရာတခုကိုရရှိခဲ့ပါတယ်။အဲ့ဒါကတော့အဆိုပါဓာတ်ပုံဆရာရဲ့ချစ်သူဟောင်းဖြစ်တဲ့အမျိုးသမီး ကိုယ်တိုင်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာသူတို့ရဲ့ဆက်ဆံရေးကိုအနှောက်အယှက်ပေးခံခဲ့ရတဲ့သဘောမျိုးတက်ရောက်တဲ့ post တွေကိုတင်ခဲ့တာကြောင့်ပါပဲ။ တကယ်တော့မင်းစနီပါစအလောင်းမယ်ဆိုတာနိုင်ငံတကာနိုင်ငံရဲ့အစံပြအမျိုးသမီးတဦးအဖြစ်သတ်မှတ်ခံရသူဖြစ်ပြီးတော့ beauty body brain ဆိုတဲ့အချက်တွေနဲ့ပြည့်စုံနေဖို့လိုအပ်ပါတယ်။အခုတော့မျက်ရည်နာဆိုးက snipe ကြော်တယ်ဆိုတဲ့အသံတွေကြောင့် Miss Universe တရက်ဖူနဲ့မထိုက်တန်ဘူးလို့ပြည်သက်တွေကအပြင်းထန်ပြောဆိုနေကြပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့မြန်မာနိုင်ငံရဲ့ beauty ဖေးချက်သမိုင်းမှာအခုလိုလူမှုရေးပြဿနာကြောင့်တရက်ဖူအသိခံခဲ့ရတဲ့အလောင်းမယ်ဆိုတာမရှိခဲ့ဘူးပါဘူး။ Miss Universe မြန်မာ2016 ်ထက်ထထုံးတော့ကလည်းဒီလိုအခြေအနေနဲ့ပတ်သက်တဲ့ပြဿနာမျိုးကြုံတွေ့ခဲ့ဖို့ပဲမဲ့တရဖူကတော့ရုံသိမ်းခဲ့ခြင်းမရှိပါဘူး။ဒါအပြင်ပြည်သက်တွေကမျက်ရည်ရနာဆိုးပေါ်မှာအစောပိုင်းကလေးကတိတ်ပြီးတော့အားမလို့အားမရဖြစ်နေခဲ့ကြတာကဒီကိစ္စကိုပိုဆိုးသွားစေခဲ့ပါတယ်။ communication skill အားနည်းတဲ့ပြည်သက်နဲ့အရင်အနေနဲ့မနေဘူးဆိုတဲ့ဝေဖန်မှုတွေရှိခဲ့ရကနေအခုလိုလူမှုရေးပြဿနာတွေပါထပ်ဖြစ်လာတဲ့အခါမှာတော့တရဖူသိမ်းပြီးဖို့ထိတောင်းဆိုလာကြပါတယ်။ Miss Universe မြန်မာအဖွဲ့အစည်းဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်ထားခြင်းမရှိ သေးပါဘူးတကယ်လို့များအမျက်ရတနာဆိုးတရက်ဖို့အသိန်းခံခဲ့ရမယ်ဆိုရင်တော့ second runner အဖြစ်တဲ့ miss universe တွေအလားမယ်ခိုင်ဆွေစဉ်တင်းက miss universe မြန်မာဖြစ်လာနိုင်ပွဲရှိတယ်လို့ပရိသတ်တွေကထင်ကြေးပေးနေကြတာပါဒါပေမဲ့ miss universe မြန်မာ organization ဘက်ကတော့မျက်ရတနာဆိုးနဲ့ပတ်သက်ပြီးတော့ဘာမှပြောထားတာမျိုးမရှိပါဘူးမျက်ရတနာဆိုးကတော့သူမဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပြန်ပွဲနီးကနေချင်းစိတ်နှောက်ရှက်ဖြစ်မှာကတော့သိကြပါတယ်ဒီတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ကရောဘယ်လိုမြင်ကြပါသလဲအလား မယ်မျက်ရည်နှာနာဆိုးကိုတရက်ဖို့သိမ့်သိနေလို့ထင်ပါသလားဒါမှမဟုတ်ဖေးချန်သမိုင်းမှာအစင်လာမရှိတဲ့အတိုင်းပဲဒီကိစ္စကိုကြော်လွားခွင့်ပေးတင်လားဆိုတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်